ကျွန်တော်တို့တွေအနေနဲ့ anime တစ်ခုပြီးတစ်ခုဘယ် anime ကပိုကောင်းတယ်ဘယ် anime ကပိုမိုက်တယ်ဆိုပြီးညှိနှုံနေကြတဲ့အချိန်တစ်ဖက်မှာတော့တချို့လူတွေက mental health issue တွေခံစားနေရပြီးအစာရေစာပလုံလောက်မှုတွေရှိနေပါတယ်အခုကြည့်နေတဲ့သူတွေလည်း internet ပေါ်မှာကြားဖို့မြင်ဖို့မှာပါဂျပန်နိုင်ငံမှာ anime တာတွေအနေနဲ့လစာနိုင်ငံလောက်ပဲရပြီးအလုံးဝင်ပြီးနေတဲ့သူတွေအများကြီးရှိပါတယ်ဒါပေမဲ့တချိန်ထက်မှာပဲ anime industry က2023လောက်ထိကို US dollar 20 billion ထိကိုတက်ခဲ့ပါတယ်နှစ်စဉ်အားဖြင့် anime ပေါင်း300လောက်ကိုအခက်အခဲပေါင်းများစွာကနေထုတ်လျက်ရှိပါတယ်အဲ့ဒီထက်ကမှာတချို့ anime တွေက animation ဆုပ်ပြတ်တက်နေတာတွေပေါ်က ခိုက်တွေကနှစ်စဉ်လိုလိုထွက်ရှိနေရဖြစ်ပါတယ်။ဘာဖြစ်လို့အဲ့လိုမျိုးဖြစ်ကြတာလဲ။ဒီနေ့မှာတော့ကျွန်တော်အနေနဲ့ Anime Industry လောကရဲ့အမောက်ပချံကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။လောလောဆယ်အနေနဲ့ပတ်စံအကြောင်းကိုပြောရအောင်။ပတ်စံအကြောင်းဆိုတာကဝင်းဝင်း၊ကုန်ကျစရိတ်၊လာတာတို့ကိုပြောတာဖြစ်ပါတယ်။လောလောဆယ်အနေနဲ့ Anime Industry က20 billion US dollar လောက်ကိုတန်ကြီးရှိတာဖြစ်ပြီးအဲ့ဒီထက်ကမှတဝက်လောက်ကတခြားနိုင်ငံကဝင်းနဲ့ဝင်းဝင်းဖြစ်ပါတယ်။ Giant Company ကြီးတွေဖြစ်တဲ့ Netflix နဲ့ Crunchyroll တို့ရဲ့ကြီးသူကြောင့်ဂျပန်နိုင်ငံမှာ Anime Episode တစ်ပုဒ်ထုတ်လုပ်ပြီးတာနဲ့တပြိုင်နက်တခြားနိုင်ငံတွေမှာပါကြီးလို့ရအောင်လုပ်ပေးထားတာပါ။အဲ့ဒီကနေပြီးဝင်းဝင်းများစွာရနေသလို Anime ရုပ်တွေ anime game တွေကလည်းဝင်ငွေရှင်ကျင်းအောင်ရနေပါတယ် movie market ဆိုလို့ရှိရင်လည်းတိုးရဲ့ animation story ကထုတ်တဲ့ one piece print run နဲ့ the first land drunk anime ဟာဆိုရင်လည်းဝင်ငွေက168 million လောက်ထိကိုရခဲ့တာပါဒါက international audience ကရခဲ့တဲ့ဝင်ငွေတစ်ခုတည်းဖြစ်ပါတယ်ဒီ anime နှစ်ခုရဲ့ worldwide ဝင်ငွေဆိုလို့ရှိရင်တော့500 million dollar နီးပါးရရှိခဲ့တာဖြစ်ပါတယ် music industry မှာဆိုရင်လည်း2023ကနေ2024နှစ်ကုန်ထိ683 million ထိကိုရခဲ့ပြီး anime opening song တို့ anime song တို့ကိုဆွဲခဲ့တဲ့အတုံနဲ့ရဆိုပြီးအစောတော်တွေဆိုရင်လည်း japan music market ရဲ့ represent ဖြစ်လာခဲ့တာဖြစ်ပါတယ် 私はそう欲張りな အဲ့လောက်ကြီးတီဝင်ငွေတွေအများကြီးရခဲ့တာဆိုတော့ကုန်ကြစိတ်ကြတော့ကိုအတိအကျပြောရရင် anime movie တစ်ခုကို produce လုပ်ရင်ပဲ3 million US dollar လောက်ကိုကုန်ကြပါတယ်ဥပမာအနေနဲ့ UA နေဆိုလို့ရှိရင် production ကုန်ကြစိတ်က2.8 million လောက်ကိုကုန်ရခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်း studio Ghibli ကထုတ်တဲ့တပွားရဲ့တဟန်ရင် anime production ကတော့60 million ထိကိုကုန်ရခဲ့တာဖြစ်ပါတယ် Moshoku Tensei anime ရဲ့ CG creator Masamune နဲ့ Sakaki ကအပိုင်း73ပိုင်းရှိတဲ့ anime ကကုန်ကြစိတ်2 million US dollar လောက်ကိုရှိပါတယ် Shirobako ရဲ့ producer Takayuki Nakatani ဆိုရင်လည်းသူ့ရဲ့ anime ကုန်ကြစိတ်က တအပိုင်း24ပိုင်းကို3.8မီလီယံကုန်ရခဲ့တယ်လို့ပြောပါတယ်ဒီနေရာမှာ anime တစ်ခုနဲ့တစ်ခုကုန်ကျစရိတ်ချင်းမတူပါဘူး fighting စိတ်နဲ့ပုံများလေကုန်ကျစရိတ်ကပုံများလာတာဖြစ်ပါတယ်ဒါမှမဟုတ်ပိုကောင်းတဲ့ animation လုပ်ရင်လည်းကုန်ကျစရိတ်ပုံများလာပါတယ် American ရဲ့ animation တွေကိုရှင်းနိုင်အောင်ဂျပန်က animator တွေအသက်အရွယ်စနေပေမဲ့လည်းသူတို့ရဲ့တစ်နှစ်စာဝင်ငွေကဒေါ်လာ1800လောက်ပဲရပါတယ်ဒီထက်ပိုဆိုတာကဂျပန်နိုင်ငံမှာ40ရာခိုင်နှုန်းနဲ့50ရာခိုင်နှုန်းလောက်ရဲ့ animator တွေကတစ်နှစ်ကိုဒေါ်လာ1000လောက်ပဲရပါတယ်ဂျပန်လိုကုန်စင်းလုံးမြင့်တက်နေတဲ့နေရာမှာတစ်နှစ်ကိုဒေါ်လာ1000ဆိုတာကတော်တော်လေးကိုနေပါတယ်အဲ့ဒါကြောင့်မို့လဲ animator တွေအနေနဲ့စာဖို့တောက်ဖို့ရုန်းကန်ရတာ တွေပင်မနှောနယ်မှုတွေမန်တဟတ် issue တွေအခြေခံလူသုံးကုန်ပစ္စည်းတွေကအစားခက်ခဲမှုတွေကိုရေဆိုင်နေရပါတယ်အဲ့ဒါဆိုပြဿနာကဘာလဲ brother တို့တွေအနေနဲ့စဉ်းစားမိကြဘူးလားမသိဘူး anime season တစ်ခုပြီးတစ်ခုထွက်လာတာတည်းအမျှ60ရာခိုင်နှုန်းနဲ့80ရာခိုင်နှုန်းလောက်ရဲ့ anime တွေတော်တော်များများက animation စုပ်ပြတ်တတ်နေလေးရှိပါတယ် creator တွေကိုယ်တိုင်ကဂရုမစိုက်ပဲဖြစ်ကြည်ရဖြစ်ဆိုပြီးဖန်တီးခဲ့တာမဟုတ်ပဲ system တစ်ခုမှာပြင်နေတဲ့အတွက်ကြောင့်မလို့ပိုကောင်းတဲ့ animation ကိုမလုပ်နိုင်တာဖြစ်ပါတယ် system ဆိုတော့က anime တစ်ခုကိုဖန်တီးရမှာအစစ်စစ်ပြုလုပ်ရတာကြောင့်အစစ်တစစ်ရင်းစဉ်ရဲ့တနေရာမှာပြင်နေတာကိုပြောတာဖြစ်ပါတယ်အဲ့ဒီနေရာမှာ production committee တွေကဝင်လာပါတယ် anime series တစ်ခုကိုလူအများပြား invest လုပ်ရမှာ anime pass လို့ comedy music comedy anime ရုပ်တွေကိုထုတ်လုပ်တဲ့ comedy watch ata တွေထုတ်ဝေသူတွေ tv station comedy အကုန်လုံးတစုတစည်းဖြစ်လာတဲ့အခါမှာ production company ဖြစ်လာပြီးပြဿနာတွေကအဓိကနေစတော့တာပါပဲကဘာပေါ်မှာရှိတဲ့ production company တွေကတော့ခင်ဗျားတို့အနေနဲ့ပတ်စံဘလောက်ထက်လဲပုံမူတည်ပြီးဘလောက်ထိထိန်းချုပ်ရလဲဆိုတာကိုမူတည်စေတာပါနားလဲအောင်ရှင်းပြရရင်300ခိုင်နှုန်းလောက်ပဲ invest လုပ်ရင်300ခိုင်နှုန်းလောက်ပဲထိန်းချုပ်လို့ရမှာပါဘယ်သူမှတော့300ခိုင်နှုန်းလောက်ပဲထိန်းချုပ်ချင်မှာမဟုတ်ပါဘူးအဲ့ဒီတော့ investment ပို့လို့ရင်ပို့ပြီးထိန်းချုပ်လို့ရတာကြောင့်ပို့ပြီးပတ်စံတွေကို ကို investment ပို့လို့လာကြပါတယ်ဥပမာအနေနဲ့ studio ghibli မှာ invest လုပ်တဲ့ပမာဏက10 million ကနေ21 million လောက်ကိုရှိပါတယ်အဲ့ဒါကြောင့်မို့အဲ့လောက်ထိ quality ကောင်းတဲ့ anime တွေကိုထုတ်နိုင်တာဖြစ်ပါတယ်အဲ့ဒီချိန်သူတို့က pocket စီမင်းတစ်ခုကိုချမှတ်လိုက်ပါတယ်အဲ့ဒီစီမင်းကသူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုမလုံလောက်ရင်တခြား company တစ်ခုကဝင်လာပြီးရင်းနှီးမြှုပ်နှံလို့ရတယ်လို့စီမင်းချမှတ်လိုက်တာပါဒီလိုစီမင်းကကမ္ဘာပေါ်မှာရှိတဲ့ company တွေတော်တော်များများကျေတုံးကြတာများပါတယ် hollywood production တော်မှဒီလိုစီမင်းတွေကိုကျေတုံးလို့ရှိပါတယ်အဲ့ဒီကနေစပြီး pocket တွေစဖြစ်လာတာပါပဲဥပမာအနေနဲ့တရုတ်ကုမ္ပဏီတစ်ခုကဝင်လာပြီး anime မှာ10 million US dollar investment လာလို့ ုံးမဲ့ထားပါအောင်ဒီလောက်များတဲ့ငွေပမာဏနဲ့ဆို risk ကလည်းအရင်နဲ့ပြီးတော်တော်လေးလက်ထောက်ကူဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်သူမှငြင်းမှာမဟုတ်ပါဘူးဒီလိုတော်တော်များများကဒီလောက်ထိများတဲ့ပတ်စံကိုလိုချင်နေကြတော့ quality ကောင်းတဲ့ anime တွေကိုဖန်တီးမှအစားတရားပိုးတုတ်ပုတ် stop ball isekai anime စကူလောက်ကိုထုတ်လိုက်တာဖြစ်ပါတယ် series ပုံများရင်ပုံများတဲ့ပတ်စံကိုရမယ်ဆိုတဲ့သဘောပါအဲ့ဒါကြောင့်မို့ပဲအတက်ထွက်လာတဲ့တချို့ anime တွေဆို animation ထုတ်ပြတ်တက်နေတာတွေ story တိုင်းကလည်းပေါ့ချာချာတွေ plot တွေကလည်းပေါက်ကြရတွေဆိုတော့ကြည်ရတဲ့သူတွေအတွက်တော်တော်လေးကိုအဆင်မပြေစရာဖြစ်လာတာပါကျွန်တော်ဘောကပြောခဲ့တဲ့ animator တွေအနေနဲ့ season တစ်ခုမှပြင့်ပြင့်တယ်ဆိုတာဒါကိုပြောတာပါ animator တွေအနေနဲ့ပိုကောင်းတဲ့ animation ကိုမဖန်တီးနိုင်တာကလဆအရန်နေပြီးအချိန်တိုတွင်း anime တွေကိုဖန်တီးရတာကြောင့်ဖြစ်ပါတယ် anime fan အများစုကအရေးသွေးကောင်းတဲ့ anime တွေကိုလိုချင်နေကြတော့ studio မှာရင်းနှီးမြှုပ်နှံတဲ့သူတွေကပိုကောင်းတဲ့ anime quality တွေကိုလည်းထုတ်ချင်တယ်ဒါပေမဲ့အမြက်ကလည်းပို့လို့ချင်တယ်အဲ့တော့ animator တွေကိုအလုပ်ပို့လို့ပို့တွေဖိအားပေးလာကြပါတယ် animator တွေအများစုက freelancer တွေများလာပြီးတော့တချို့ဆိုသူတို့ကိုသူတို့ freelancer ဖြစ်လို့ဖြစ်မယ်မသိပဲဖြစ်လာရတာတွေရှိပါတယ်ပို့ဆိုတာကကုမ္ပဏီတစ်ခုနဲ့အလုပ်တွဲလုပ်နေရပြီမဲ့လည်းတရားဝင်စာချုပ်မချုပ်ဆိုထားတော့အကျိုးခံစားကိုတင် bonus တွေမရကြပါဘူးအဲ့ဒါကြောင့်မို့ animator တွေတော်တော်များများကအခက်အခဲပေါင်းများစွာ ကိုရေဆိုင်နေရတာဖြစ်ပါတယ်။ LRT ပြဿနာတွေများလာတော့ဘယ်လိုဖြစ်ရှင်းမလဲ အရင်နဲ့တဲ့လောကလသတွေကိုဖြည့်ရှင်းဖို့အတွက်တခုတည်းသောနီလန်ကဘတ်ဂျက်တိုးမြင့်မှုပါပဲ။ဘတ်ဂျက်အများကြီးမရှိဘဲပိုကောင်းတဲ့အနိုင်ပေတခုဖန်တီးဖို့ဆိုတာမဖြစ်နိုင်ပါဘူး။အဲ့ဒီအချိန် Netflix နဲ့ Amazon တို့လို platform တွေဝင်ရောက်လာပါတယ်။ Netflix ဆိုမှတချို့သူတွေက Netflix ကထုတ်တဲ့ movie လိုက်အရှင် animated ကမကောင်းမှုဆိုပြီးလောင်နေကြတဲ့သူတွေရှိပါတယ်။အဲ့လိုလူတွေကိုမှားတယ်ဆိုတာတသက်ပြပြရှိပါတယ်။ Castlevania ဆိုရင် animation က next level လောက်ကိုပြောင်းလာတော့ထိကောင်းလွန်ပါတယ်။ storyline ကလည်းအရင်ကောင်းပြီး plot ကလည်းမထင်မှတ်ထားစရာတွေကိုစရိုက်ဆိုလိုကြည့်နေရတာပါ။ Baki ဆိုတဲ့ anime လည်းမြန်မာနိုင်ငံတည်းမဟုတ်ဘဲ international အထိပါအောင်မြင်တဲ့ anime series စ်ခုဖြစ်ပါတယ်။ Netflix ကထုတ်တဲ့ animated ကိုထိုင်ပြောရင်ဒီဗီဒီယိုကအရန်ရှည်သွားမှကြောက်လို့မပြောတော့ပါဘူး။သူတို့ကကျွတ်ကျွတ်သူတို့ရဲ့စကားတတွေကိုအမြဲတမ်းနားထောင်နေပြီးအရေးသွေးကောက်တဲ့ကိုယ်နဲ့တွေကိုဖန်တီးဖို့အတွက်စားလောင်နေပါတယ်။ Edit တို့လည်းပတ်စံထုတ်ပေးဖို့အရန်သိရှိနေပါတယ်။ဥပမာ One Piece Live Action ဆိုရင်လည်း anime fan တွေအတွက်တော်တော်လေးကိုအားမလို့အားမရဖြစ်ကြတာများပါတယ်။အမှန်တမ်းပြောရရင်ကျွန်တော်ကိုယ်တိုင်လည်းတော်တော်လေးကိုကြည့်ရဆိုးတယ်လို့သတ်မှတ်ထားတာပါ။ဒါပေမဲ့အပြစ်တွေကိုထိုင်ကြည့်မဲ့အစားသူတို့ဘလို့ကြိုးစားခဲ့ပုံတွေဘယ်လောက်ထိအပင်မခံပြီးအချိန်တွေပေးခဲ့ရလဲဆိုတာအားလုံးလည်းအသိပါ။သူတို့ရသမျှတတ်နိုင်တယ်လို့ကြိုးစားထားတာဆိုတဲ့ state နဲ့ကြည့်ရင် One Piece Live Action ကတော်တော်လေးကိုကြည့်ရဆိုးရတဲ့ ထဲမှာတော့မပါသေးပါဘူးစီဇန်1မှာဆိုရင်အပီဆိုဒ်တစ်ခုကို80မီလီယံကုန်ကျထားတယ်လို့သိရပါတယ်တချို့ fan တွေကလည်းကောင်းလက်ဆိုပြီးမှတ်ချက်တွေအများများလုံးလို့ခုဆိုရင်စီဇန်2တော့ရပ်ပြီးနေပြီထင်ပါတယ်ဒီနေရာမှာ Netflix က audience စကားတန်တွေကိုနားထောင်နေရဆိုတာအထင်ရှားဆုံးမှာအခုဆိုရင်လည်း anime လောကထဲဝင်လာပြီး production company တွေကိုပါရိုက်ခတ်လာပါတယ်အရေးတော်ထက်အရေးသွေးကိုဦးစားပေးတဲ့ Netflix က anime studio တွေမှာလွတ်လွတ်တဲ့ဝင်တဲ့အကုန်လုံးကိုရသရိုက်ထိုက်တဲ့အခွင့်အရေးတွေလာတာတွေအကျိုးခံစားခွင့်တွေကိုလုပ်ပေးနေပါပြီစိတ်ပျော်ရွှင်ကောက်ကောက်ပို့အလုံးလုံးနိုင်တဲ့ဆိုတဲ့စကားအတိုင်းပျော်ပျော်ရွှင်ရွှင်အလုံးလုံးနေတဲ့ animator တွေလည်းပိုကောင်းတဲ့ anime quality တွေကိုဖန်တီးတိုင်မှာဖြစ်ပါတယ်။ anime fan တွေကလည်းပိုကောင်းတဲ့ anime quality တွေကိုကြည့်ရမှာဖြစ်ပါတယ်။ဒါကပြောရရင်ဝင်းဝင်း saturation တစ်ခုပါ။ဒါပေမဲ့လည်းတစ်ဖက်မှာတော့ဆုံးရှုံးမှုတွေနိုင်ငံရှိနေပါတယ်။ anime series တစ်ခု digital ထုတ်ပြီးတာနဲ့တပြိုင်နက်သူတို့ရဲ့ digital version ကိုပြန်ပြီးတင်နေတဲ့ website တွေလည်းရှိနေပါတယ်။ anime တွေကိုကြည့်နေတဲ့ audience တွေကတော့ပတ်စံပေးပြီးကြည့်မလား။အလဲကားပဲကြည့်ဖို့ပို့ပြီးရွေးချယ်ကြပါတယ်။ပတ်စံပေးပြီးကြည့်နေတဲ့သူတွေကတော့ပတ်စံတက်နိုင်တဲ့သူတွေပဲကြည့်တာများပါတယ်။ အထူးသဖြင့်မြန်မာနိုင်ငံမှာပတ်စံပေးပြီးရုပ်ရှင်ကြည့်ဖို့ဆိုတာကရုပ်ရှင်ရုံတွေပဲကြည့်ကြတာများပါတယ်။ဘယ်သူမှ creator တွေကိုထောက်ပံ့ရအောင်ပတ်စံပေးပြီးကြည့်တဲ့သူဆိုတာရှားပါတယ်။ကျွန်တော်ကိုလာမေးရင်လည်းအလကားကြည့်မလားပတ်စံပေးပြီးကြည့်မလားဆိုရင်လည်းကားပဲကြည့်ဖို့များပါတယ်။ဒါကလည်းဘယ်သူကမှကျွန်တော်အပြစ်တင်နေတာမဟုတ်ပါဘူး။အထူးသဖြင့်မြန်မာနိုင်ငံမှာ official website တွေမြောက်လာသေးတာပါ။တို့တို့မြောက်လာသေးတော့ကျွန်တော်တို့လည်းထောက်ပံ့ပေးလို့မရဘူးဖြစ်နေတာကြောင့်လည်းပတ်ပါတယ်။မြန်မာနိုင်ငံမှာအနာမေးကိုအင်္ဂလိပ်စက်ထိုက်ပန်နဲ့ကြည့်တဲ့သူတွေထက်မြန်မာစက်ထိုက်တယ်နဲ့ကြည့်တဲ့သူတွေကပိုများပါတယ်။တကယ်လို့တို့ကိုယ်တိုင်က official မြန်မာနိုင်ငံကိုဝေလာပြီးမြန်မာစက်ထိုက်တယ်နဲ့ဖြစ်လာရင်တော့အဲ့ဒီမှာပဲသွားကြည့်ဖို့တိုက်တိုက်လို့ ြင်ပါတယ်။ဒါပေမဲ့လည်းတချို့ကုမ္ပဏီတွေကိုယ်တိုင်ကသူတို့ရဲ့ digital version ကိုမသိကြအောင်ဆော်ပြီးကူးယူခွင့်ပေးတတ်တာတွေရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ movie, series, ရုပ်ရှင်ကားတွေကို marketing ဆင်ကျင်တဲ့အတွက်ကြောင့်မလို့ကူးယူခွင့်ပေးတတ်တာဖြစ်ပါတယ်။ကဲဆိုတော့ဒီ video လေးကဒီလောက်ပါပဲ။ brother တို့ရဲ့အနေနဲ့နောက်ထပ်သိချင်တာတွေရှိရင် comment မှာရေးသွားပေးလို့ရပါတယ်။ကျွန်တော်အနေနဲ့စိတ်ဝင်စားတဲ့အကြောင်းအရာလေးတွေတွေ့ရင်အဲ့ဒီဟာကို video လုပ်ပေးပါမယ်။ဒီ video လေးကိုကြိုက်နေတဲ့အရင် comment နဲ့ share နဲ့ကူညီပေးသွားလို့ရပါတယ်။နောက် video ကြရင်ပြန်တွေ့ပါမယ်။